ရှေးခေတ်တည်ညံ့သူတွေရဲ့သွေးဆောင်မှုကလူအချို့ကိုလောဘနဲ့ပြည့်စုံဖို့အတွက်လုံလောက်တာပဲ ဒီရှေးခေကျင့်ကြံသူတွေရဲ့ကျင့်ကြံခြင်းနည်းတွေနဲ့ဤပညာကိုရယူဖို့အတွက်ကပေးစားအပ်မဲ့အရာတွေရှိတယ်။ထိုရှေးခေကျင့်ကြံသူအားလုံးမှာကျင့်ကြံမှုအဆင့်အမျိုးမျိုးရှိပေမဲ့အားကောင်းတဲ့ဤပညာတွေရလည်းရှိကြပါတယ်။ဗီဒီယိုလေးမဆက်ခင် YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပြီးတော့ဆုတင်ပါတယ်။မကြာခဏဆိုသလိုသူတို့ထဲကတယောက်ထဲကသူတို့တိုက်ခိုက်နေတဲ့ကျင့်ကြံသူအများပြားကိုတတ်ဖို့အတွက်လုံလုံတဲ့စွမ်းအားရှိနေပါတယ်။ဝလင်းတွေးခဲ့ရတဲ့ရှေးခေကျင့်ကြံသူအားလုံးကတွေးပင်းလက်ထဲမှာအားနေတဲ့သူတွေပါ။အားကောင်းတဲ့ရှေးခေကျင့်ကြံသူတယောက်ကုန်တော့မတွေ့ရသေးပါဘူး။ မီရောက်တခင်နဲ့အလောင်းကိုင်းရဲ့အစွမ်းထက်တဲ့ကြီးညံ့သူတွေဟာဘယ်ကိုရောက်သွားလဲမသိဘူး ဝလင်းကသူ့ရဲ့နဖျားအသီးစိတ်ကိုဖျန့်ချက်ပြီးရှာဖွေလိုက်ပါတယ်ထိုလီဟာနေရသူ့ရဲ့နဖျားအသီးစိတ်နဲ့ဖုံးလန်းဖို့အရန်အုံးမှကျယ်ဝန်းလို့ပါတယ်ရှင်းရမြောင်းနေ့မှာဝလင်းကရုတ်တရက်ရက်တန့်သွားပြီးရှေ့ကိုကြည့်လိုက်ပါတယ်အဝေးရလီဟာနေထဲမှာသွေးနီးအောင်အလင်းတစ်ခုကရုတ်တရက်ပေါ်လာတာကိုတွေ့လိုက်ရပါတယ်သွေးနီးအောင်အလင်းကပြန့်နှံ့သွားတဲ့အခါမိုးချိုးပြက်တန့်လို့ဂျုံဂျုံသွေးလိုင်းကြီးကထွက်ပေါ်လာပါတယ်ဝလင်းရဲ့မျက်စိရှင်းမှန်ပေါ်လာခင်မှာအချိန်တော်ကြာပြန့်နှံ့နေခဲ့ပါတယ်ပြန်ကြည့်လိုက်တော့သွေးနီးအောင်အလင်းကပူဝေးသွားပြီးဝလင်းရဲ့မျက်လုံးတွေကလင်းလက်သွားကလှိုင်းနေလာယာစီကိုတင်းနီးအောင်ရှစ်ပြောင်းချင်းနီးနဲ့ရောက်သွားပါတယ်ထိုသွေးလိုင်းကြောင့်အစွမ်းထက်တဲ့ ဲ့မူလဆိုရင်အတက်ကြကဖြစ်ပေါ်လာပါတယ်အလုံးမအစွမ်းထက်တဲ့ကျင်းသူတယောက်ကသာဒီလောက်ထိအကောင်တဲ့အတက်ကြလိုင်းလေးကိုဖန်တီးနိုင်ပါတယ်မိတော့တခင်ကမျက်နှာဖြွက်ဖြူအောင်နဲ့အနီအောင်ဝဲဖိုးကြီးကိုစိုက်ကြည့်နေပါတယ်ထိုဖိုးကြီးကလုံမောင်းအောင်အနီအောင်မျက်လုံးနဲ့ရသွေးနဲ့အောင်ဒူဝရင်ယူသွနေတဲ့အရင်အောင်ကတော့မရှိပါဘူးနီးပညာအတက်ကြတွေကသရိုးနီအောင်ရဲ့ပက်လက်မှာလိုင်းလေးလိုဖြစ်လာပြီးနှစ်ယောက်စလုံးကဆုခွသွားကြပြီမယ်တလုံးမအောင်ပြောကြပါဦးအနီအောင်ဝဲဖိုးကြီးကလက်ကိုဝင်ရလိုက်တော့သွေးပင်လေတစ်ခုကပေါ်လာပါတယ်သွေးပင်လေကငကားတစ်ကောင်အဖြစ်ပြောင်းလဲပြီးမိတော့တခင်စီကိုဟိမ့်တဲ့နဲ့အတူတဟုန်တို့ချီတက်လာပါတယ်ငကား ပေါ်လာတဲ့ခေါင်းရှင်လုံးကိုထပ်ဖန့်တီးလိုက်ပြီးခေါင်းကိုယ်လုံးသွေးနကားတစ်ကောင်အဖြစ်ပြောင်းလဲသွားပါတယ်။ကောင်းရင်တော်ဟီတန်နေဟိန်းလိုက်နေရမီရောသခင်စီကိုနိကက်လာပါတယ်။ဒီလက်ကွက်ကိုထပ်ပြီးတော့သုံးပြန်ပြီ။မီရောသခင်ကအမျက်ဆုပ်သွားပြီးလက်ရည်နဲ့လက်တစိမ့်တွေကိုပြုတ်လောက်ကနှစ်ဖူးကိုထိလိုက်ပါတယ်။မြေခုံးတစ်ခုချာမှာမီလောက်နေတဲ့ပလဲတစ်လုံးကပေါ်လာပါတယ်။လက်ညှိုးနဲ့ညှွန်လိုက်တော့ပလဲကမီးရဲ့ပင်လယ်အဖြစ်ပြောင်းလဲသွားပြီးခေါင်းကိုယ်ကောင်းတဲ့နဂါးစီကိုပြင်တန်းသွားပါတယ်။မိုးချိုးပြတ်တဲ့နေရာထပ်ပေါ်လာတဲ့အချိန်မှာအနီရောင်ဝိတ်အဖိုးကြီးက ရှင်းကိုယူလျားသွားပါတယ်။သွေးနှကားနဲ့မီးရန်ပင်လယ်ကိုဖျက်ကျော်ပြီးမီးရောက်တခင်ရှင်းကိုမိုးကြိုးလိုမျက်စံစွာနဲ့ရောက်လာပါတယ်။ပြီးတော့ညာဘက်လက်ကိုမြောက်ကရက်ဆက်စွာနဲ့ညှစ်လိုက်ပါတယ်။မီးရောက်တခင်ကထိုးချိန်နေရသတိထားနေပါပြီ။တဖန်ဆုတ်ခောက်သွားပြီးတခခုကိုထွေးထုတ်လိုက်ပါတယ်။ထိုးရတော့အလင်းမြန်နဲ့ကြီးထွားလာတဲ့အစိပ်ပိုင်းကလေးတစ်ခုပါ။ထိုးရကောင်းကင်ဘုံနယ်ပယ်ရဲ့အစိပ်ပိုင်းတစ်ခုပါ။အနီရောင်ဝဲဖိုးကြီးရဲ့လက်ကအစိပ်ပိုင်းပို့ကိုကြောက်တဲ့အခါပောက်ကွဲတန့်ကြီးရောက်ထပ်ပေါ်လာပြီးသူကနောက်ပြန်တွန်းထုတ်ခံလိုက်ရပါတယ်။ပြီးတော့မီးရောက်တခင်ကိုအစ်ဆက်စွာနဲ့ကြည့်ပြီးလက်တွေနဲ့လက်တစိုက်ကိုပြုတ်လုပ်လိုက်ပါတယ်။လက်ကိုဝင်ရလိုက်ပြီးနာချင်နေတဲ့ မျက်နှာအမူအရာကိုပြသလိုက်ပါတယ်မေမတွနိုင်နဲ့တေးဘူးပေါင်းနေတာသူ့ရဲ့မျက်နှာပေါ်မှာဖောင်းကျွားလာပါတယ်ထုံမြင်ကွင်းကအရန်အောင်မှထိုင်းလန်းစီကောင်းလို့တော့နှလုံးသားပါအိတ်ဆိတ်သွားပါတယ် မိတော်တခင်ကထိုရှိခဲချီချင်းတဲ့သူနဲ့တရက်လောက်တိုက်ခိုက်နေပါပြီဒိုးဝါရင်နှစ်ယောက်စလုံးကအကျိမ့်နဲ့သာရှိနေတုန်းမှာတဖက်လူရဲ့ရေပြားကရုတ်တရက်ဒီလိုပြောင်းလဲသွားတာကိုမြင်တော့မိတော်တခင်ကတော့အနေငယ်အန်းတင်သွားပြီးချက်ချင်းပဲသတိထားလိုက်ပါလေညာဘက်လက်ကလီဟာနေကိုလှမ်းလိုက်တော့အကွဲကြောင်တစ်ခုကပေါ်လာပြီးရက်တောင်တစ်ခုကထွက်လာပါလေထိုရက်တောင်ကလုံအောင်အဖြူအောင်ကြောက်စိမ့်နဲ့လှုပ်ထားသလိုပါပဲရက်တောင်ကပေါ်လာတဲ့အဖိုးကြီးရဲ့မျက်နှာကတွေးမှုပေါင်းအလုံးကပောက်ကွဲသွားပြီးတွေးရင်းနဲ့ဖုံးလန်းသွားပါလေတားအေးလိုဟိန်းတောင်ကိုပေးပြီးခန္ဓာကိုယ်ကချက်ချင်းပဲဖုံးကျွာလာပါလေသွေးကြောတွေကလည်းဖုံးကျွာလာပြီးအဖိုးကြီးကလူပေါ် ုံတော်ပေါ်တော့ပါဘူး။သူ့ရဲ့ခန္ဓာကိုယ်ကမိတော့တခင်စီကိုချက်ချင်းပဲတဟုန်တို့ချီတက်လာပါတယ်။ မိတော့တခင်ရဆုတ်ခွပြီးရတောင်းကိုတုံတော်မလို့ရုတ်တရက်ရက်လိုက်ပါတယ်ပြီးတော့ရူသေးတဲ့မျက်နှာထားနဲ့ရတောင်းကိုတင်လိုက်ပါတယ်ချီတက်လာတဲ့အဖိုးကြီးရဲ့ရှေ့မှာအိုမင်းနီရဲ့လက်တစ်ဖက်ကရုတ်တရက်ပေါ်လာပါတယ်လက်ရဲ့လန်ညူကညင်သာစွာနဲ့ရှေ့ကိုညွှန်လိုက်ပါတယ်ထိုပေါ်ပါညွှန်ပြမှုကြောင့်အနီအောင်ဝိအဖိုးကြီးကသူ့ဘက်သာသူဝင်တိုင်းမိသူလို့ဖြစ်သွားပါတယ်လန်ညူကအဖိုးကြီးရဲ့မျက်ခုံးတစ်ခုချောက်ကိုကြောက်ထွားပါတယ်အဖိုးကြီးရဲ့ခန္ဓာကိုယ်ကတုန်ခါသွားပါတယ်လန်ညူကစက်ကူတွေရဲ့ကိုထိုးဖောက်သလိုအဖိုးကြီးရဲ့ဥကောင်းခွန်ကိုထိုးဖောက်ဝင်ရောက်သွားပါတယ်အနီအောင်ဝိအဖိုးကြီးရဲ့ခေါင်းကပောက်ကွဲသွားပြီးအနီအောင်အလင်းတစ်ခုဖြစ်ရဲ့အရင်မျက်နှာအလုံးကိုယူသွစွာနဲ့ပြန် နံသွားပါလေသူ့ရဲ့ခန္ဓာကိုယ်ကတော့ပြုတ်ကွဲသွားပါလေမဲနန်းနေတဲ့ဝေယုံနဲ့အဖိုးကြီးတယောက်ကလီဟာနေထိုင်ရနေထွက်လာပါလေမျက်နှာထားတင်းငိနေပြီးဝမ်းနေတဲ့အရင်းအောင်ပြသနေပါလေသူကတကယ်ပဲဒီမပုံးနေမယ်လို့မထင်သားခဲ့ဘူးမိရောက်တခင်ကတော့ရူသေးတဲ့မျက်နှာထားနဲ့မြင့်မြတ်သောအရှင်ကိုနှုတ်ဆက်ပါလေသူကပြောလိုက်ပါလေမဲနန်းနေတဲ့ဝေယုံနဲ့အဖိုးကြီးကမျက်မှောက်ချုပ်ပြီးဒလောက်လှုပ်ရှားမှုကြီးနေတော့သူကပုံမလာသေးဘူးသူ့ရဲ့ရွယ်ချက်ကပါလေသူကရေဟုတ်လိုက်ပါလေမြင့်မြတ်သောအရှင်အရင်ရောဟိန္ဒပရာချိုရဲ့ပြင်ပမှာယတနာ၄စကလုံး မီရောတခင်ကဒီယိုလာဖို့အတွက်သဘောမတူပေမဲ့ထိုလူရဲ့အမေးဖြစ်တာကြောင့်ငင်းဆန်းနိုင်တဲ့အာဏာမရှိပါဘူး။အခုချိန်မှာကြောက်စရာကောင်းတဲ့တရှိမှုကိုဝိုးတွားနဲ့ထောက်ပြလိုက်ပါတယ်။အဖိုးကြီးကတိတ်တဆိတ်နဲ့စဉ်းစားနေပါတယ်။အထိန်တော်ကြာပြီးရဲ့နောက်ခေါင်းကိုခံရမ်းပြီးတပြင်းကိုချလိုက်ပါတယ်။ဆီယောဝူဂျီမင်းကဘာလုပ်ဖို့အတွက်ကြိုးစားနေရလဲ။တချိန်တည်းမှာပဲကြီးမားတဲ့ကြောက်တိုင်ပေါ်ကသွေးပြင်းလည်ထဲမှာထော်ဆန်ရဲရက်နေပါတယ်။သွေးနီးအောင်ကောင်းကင်ကိုကြည့်ပြီးရက်စတဲ့အပြုံတစ်ခုကိုပြုံးလိုက်ပါတယ်။ဒီတစ်ခေါက်တော့လုံလောက်တတ်နိုင်ပြီ။ဝူဂျီမင်းကဘာလုပ်ဖို့အတွက်ကြိုးစားနေရလဲ။ တချိန်တည်းမှာပဲကြီးမားသောကြောက်တိုင်ပေါ်ကသွေးပြင်းလက်ထဲမှာထော်ဆန်ရက်နေပါလေသွေးနီးအောင်ကောင်းကင်ကိုကြည့်ပြီးရက်ဆက်တဲ့အပြုံတစ်ခုကိုပြုံးလိုက်ပါလေဒီတစ်ခေါက်တော့လုံလုံးကိုတတ်နိုင်ပြီယူသွေးရဲ့ရေတန်တဲ့အတူထော်ဆန်ချီတလန်းလှမ်းလိုက်ပြီးညာဘက်လက်နဲ့ကောင်းကင်ကိုဆွဲဖျက်လိုက်ပါလေသွေးပြင်းလက်မှာအကွဲကြောင်းတစ်ခုကပေါ်လာပြီးပြင်ပမှာရှိနေတာကတော့ကျဉ်ညံ့သူအများစုကရှိနေတဲ့လေဟာနေပါသွေးပြင်းလက်ရဲ့အောက်ချိန်မှာကျဉ်ညံ့သူရာပေါင်းများစွာနေထိုင်ကြပါလေသူတို့အားလုံးကမျက်လုံးကိုဖိမိလေထဲကိုပြန်တက်သွားကြပါလေ ထော်ဆန်ရဲ့ရေတံပဲ့တင်ထပ်သွားရတဲ့ကဘာကြီးတစ်ခုလုံးကအယောင်ပြောင်းသွားပါတယ်အစုံမဲ့သွေးပင်လည်ကဒေါသတကြီးနဲ့ဟင်းရောက်လာပြီးဒေါသတွေထွက်လာပါတယ်ထော်ဆန်ရဲ့စပင်နီတွေကလွင့်ပြန့်နေတဲ့အချိန်မှာသူကကောင်းကင်ကိုရက်စက်တဲ့ရေတံနဲ့ထက်ဆွဲဖျက်ဆုပ်လိုက်ပါတယ်ကောင်းကင်အကွဲကြောင်းကလည်းပူကျဲလာပြီးကောင်းကင်တစ်ခုလုံးဖြစ်သွားသလိုပါပဲ ထိုးရပုံစံအထက်ထဲကိုအလေအနီတဝက်စီဖြဲလိုက်သလိုပါပဲထိုးချိန်မှာသွေးပင်လေထဲကကြီးညံ့သူတွေကကောင်းကင်ထဲကိုတက်လာကြပါတယ်ထော်ဆန်ရဲ့အမိတ်တိုင်းကောင်းကင်အကွဲကြောင်းထဲကိုဝင်ပြီးလေဟာနေထဲကိုဝင်ရောက်သွားပါတယ်ထော်ဆန်ကညာဘက်လက်ကိုနောက်ပြန်ဆန်းလိုက်တော့သွေးပင်လေကကောင်းကင်တောင်ကိုဟင်းယုံလာပါတယ်မြေကြီးနိုင်လောက်တဲ့ဆွမ်းအားတစ်ခုကပေါ်လာပြီးအစုံမဲ့သွေးပင်လေကကောင်းကင်ထဲကိုတက်ပြီးအကွဲကြောင်းထဲကိုဝင်သွားပါတယ် သွေးပင်လျာယူလျားတဲ့အခါကောင်းကင်ကိုဖုံးလွှမ်းနိုင်တဲ့ကြီးမားတဲ့ရှင်းအောင်သွေးနှကားကြီးရဖြစ်လာပါတယ်။ထိုရာရှင်းအောင်ချင်းချင်းသူတွေနဲ့အတူအကွဲချောင်းတွေကိုဝင်သွားပါတယ်။ရှင်းအောင်ချင်းချင်းသူအများပြားလည်းလီဟာနေထဲကိုဝင်သွားတဲ့အခါသွေးချောင်းစီးတိုက်ပွဲကစတင်ခဲ့ပါတယ်။ထိုရာဒီအားလုံးကထော်ဆန်အကွဲချောင်းတွေကနေထွက်လာတော့ကပြောခဲ့တဲ့စကားတစ်ခုကြောက်ပါ။ဒီရှင်းအောင်နှစ်ဖျားနေမျိုးသွေးနဲ့အနေနဲ့ပြည့်နေစေခြင်းနဲ့ ရှင်ဟောင်းကျင်းကျန်းသူအားလုံးကအားနေတာမဟုတ်ပေမဲ့သူတို့အားလုံးမှာထော်ဆန်ရဲ့တစိမ့်တွေရရှိနေပါတယ်။ထို့ကြောင့်သူတို့ရဲ့အစွမ်းအစအပြည့်အဝကိုမတုံနိုင်ပါဘူး။ဘာလို့လဲဆိုတော့ထော်ဆန်မှာကျင်းကျန်းသူတွေစီကိုလွှဲပြောင်းပေးရမယ့်တစိမ့်အများကြီးရရှိနေလို့ပါ။တစိမ့်တစ်ခုအတွက်ကျင်းကျန်းသူအများပြားကိုလိုအပ်ပြီးတစိမ့်တစ်ခုကိုခံနိုင်ရှိတဲ့သူကမရှိသလောက်ပါပဲ။ဒါဝရင်လွန်ခဲ့တဲ့နှစ်ဖောင်ကျော် ကာလမှာတစိမ့်ကအားရောက်လာပါတယ်။ထော်ဆန်ပို့ပြီးတော့မြင်မြန်ပြန်ပြီးတော့အားကောင်းလာတာကြောင့်သူ့ရဲ့ခန္ဓာပေါ်ကတစိမ့်တွေရလည်းအားရောက်လာခဲ့ပါတယ်။ထိုရာနဲ့အတူရှင်းအောင်ကျင်းကျန်းသူတွေအပေါ်မှာသူက ထားရှိခဲ့တဲ့တစိမ့်တွေရလည်း အာရုံလာခဲ့ပါတယ်။ရာလန်းအနေနဲ့ဝင်လင်းပထမဆုံးချိန်ရောက်လာတော့မှထက်သူတို့ကအများကြီးပို့ပြီးတော့အကောင်းလာပါတယ်။လီဟာနေထဲမှာအနီရောင်ရိတ်တရားလေးပြင်းနေပါတယ်။သွေးပင်လင်ကနေထွက်လာတဲ့ရှင်းအောင်ချင်းချင်းသူတွေကပင်လင်ထဲကထွက်လာတဲ့ငကားလေးလိုပဲသူတို့ရဲ့မျက်လုံးလေးမှာသွေးစနေပြီးလုံးဝတိငိနေပါတယ်။ထော်ဆန်ရဲ့အမေရလီဟာနေထဲမှာတက်ဖြတ်မှုတွေကိုစတင်ခဲ့ကြပါတယ်။တွေ့တဲ့သူတိုင်းကဘယ်ဘက်ချင်းချင်းသူဖြစ်ဖြစ် အနီရောင်ဝဲရှေးအောင်ချင်းချင်းသူတွေရဲ့တားကောင်းပါပဲတူဦးတဲ့ဆိုရင်တော့ချင်းချင်းသူတွေပြင်းနေတဲ့လေဟာနယ်ထဲမှာသွေးချောင်းစီးတိုက်ပွဲတစ်ခုစတင်ဖို့ကမဖြစ်နိုင်ပါဘူးဒိုးရရင်သွေးနှကားမြေကြီးကိုတွန်ခွာလောက်တဲ့နီးပညာတွေကိုတုံးနိုင်ပြီးသူ့ရဲ့ပေါ်လာမှုကလေဟာနယ်ထဲမှာနင်းနမိတ်မရှိအစုံမဲ့ဖီအားတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်သွေးနှကားရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကပေတသိမ်းရှိပြီးအရန်အုံးမှကြီးကျက်ခမ်းသာပါတယ်အနီကက်ကြီးရင်ကြီးအောင်နေတဲ့တော်လုံးသွားပါလိမ့်မယ်ချင်းချင်းသူတွေအတွက်တော့ပျော်စိတ်လေးတွေလိုပါပဲသွေးနှကားဟင်းအောင်လိုက်တဲ့အခါလေဟာနယ်ထဲကိုရွေလျားသွားပါတယ်ရွေလျားတိုင်းသွေးရောက်အလင်းတွေကလက်လက်ထားနေပြီး ြီးလေဟာနယ်ကွင်းကိုအလင်းပေးသွားပါလေ။ဗာနီပညာမှာတုံးစရာမလိုပါဘူး။မြုံနိုင်စရာအမြန်နှုံးနဲ့ရွှေလျားပြီးရှေးရချင်းချင်းသူအလုံးကတည်ဆုံးသွားကြရပါလေ။ထိုးချိတ်မှာအလောင်းကိုင်းရချင်းချင်းသူလူစုကအနီအောင်ဝေးရှင်းအောင်ချင်းချင်းသူတယောက်ကိုဝိုင်းနေတော့အဝေးရနေကြီးမားတဲ့အနီအောင်အလင်းတစ်ခုကပေါ်လာပါလေ။ဘသူကမှမတုတ်ပြတ်နိုင်ခင်မှာပဲလေပြင်းတစ်ချက်ချောက်ချင်းချင်းသူတွေကမတည်ငြိမ်ဖြစ်ပြီးနောက်ခြေလန်းနေငယ်ဆုတ်သွားကြပါလေ။ထိုးချိတ်မှာအဝေးမှာကြီးမားတဲ့အနီအောင်ငကားကောင်းတစ်ခုကပေါ်လာပါလေ။ဘသူကမှသူ့ရဲ့မျက်နှာကိုမမြင်နိုင်ပါဘူး။ဘာလို့လဲဆိုတော့ထိုးရအရန်ကိုမျက်လုံးလို့ပါ။ ချင်းချင်းသူတွေရဲ့မျိုးလုံးကချင်းမြောင်းသွားတဲ့အချိန်မှာငကားကောင်းကြီးကရောက်လာပါတယ်။ရှေးဆုံးကချင်းချင်းသူတွေကရှောင်းလုံးတော့မရလိုက်ပါဘူး။ငကားကောင်းကြီးကသူတို့ကိုဝင်တိုက်လိုက်ပါတယ်။ တို့ကချင်းချင်းချင်းဂျိုတခုနဲ့ဝင်တိုက်ခံရသလိုခံစားရပြီးတို့ရဲ့ခန္ဓာကိုယ်တွေကပောက်ကွဲပြီးအသားစားတွေဖြစ်သွားပါတယ်ပြီးတော့သွေးမုန့်တွေအဖြစ်ပောက်ကွဲသွားပါတယ်တို့ရဲ့မူလဝိညာဉ်ကတော့မလွတ်မြောက်နိုင်ပါဘူးလှုပ်ဘက်ဆန်းကျတဲ့ဆွမ်းအားတစ်ခုကသွေးနှကားတွေကိုဆွဲငင်သွားပါတယ်ကျန်တဲ့ချင်းချင်းသူတွေကရှောင်ဖို့အတွက်ကြိုးစားပြီးမယ်သွေးရောက်အလင်းကတို့ရဲ့မြင်ကွင်းကိုဖုံးလွှမ်းသွားပါတယ်ကြီးမားတဲ့နှကားကတော့တို့ကိုဖျက်သွားပြီးထိုးချိန်မှာပဲနှကားရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကချင်းချင်းသူတွေရဲ့မျက်စိရှိမှပေါ်လာပါတယ်ထိုးရာတို့ရဲ့ဘဝမှာနောက်ဆုံးမြင်တွေ့ရတဲ့မြင်ကွင်းမှာ ငကားရဲ့ခန္ဓာကိုယ်ကဖြတ်သွားအနေပတ်ဝန်းကျင်ကကျဉ်းကျဉ်းသူအလုံးကတည်ဆုံကုန်ကြပါတယ် ထိုအရာအလုံးကဖြည်းဖြည်းချင်းလို့ထင်ရပေမဲ့အသက်ရှူချိန်၃ချိန်အတွင်းပဲချိန်ကြာခဲ့ပါလေ။နဂါရဲ့နောက်ဆုံးကြံ့နေတဲ့ပိတ်တင်ထက်တဲ့နေရာပတ်ဝန်းကျင်တစ်ခုလုံးသွေးမုန့်နေနဲ့ပြည့်သွားမှကြောက်လာပါတယ်။အလောင်းကားရဲ့ချင်းညံ့သူတွေမကပဲသွေးနဂါနဲ့တွေ့တဲ့ချင်းညံ့သူတိုင်းကအသက်မရှင်ကြပါဘူး။သူတို့ရဲ့ခန္ဓာကိုယ်တွေကပြုတ်ကွဲသွားပြီးမူလဝိညာဉ်တွေကိုသွေးနဂါဆွေးယူသွားပါတယ်။သွေးနဂါကမြုံနိုင်စရာအမျက်နှုံးနဲ့လေဟာနေရဲ့အဆုံးတစ်ချောင်းကိုလှည့်ပတ်သွားပါတယ်။ချင်းညံ့သူတစ်ထောင်ကျော်ကလည်းတည်ဆုံးသွားပါပြီ။သူ့ရဲ့ခန္ဓာကပေတသိန်းလောက်ပဲရှည်လျားပြီးထိုင်လန့်စရာဖိအားတွေကိုထွက်လွှတ်နေပါတယ်။ ထိုးရခဏတစဉ်းစားပြီးရတော့ဟိဟောက်လိုက်ပြီးအတွင်းပန်းအေရီးယားထဲကိုဝင်သွားပါတယ်အရန်ဦးမမြန်နာကျောင်းကိုတွေးရောက်လင်းတစ်ခုပဲမြင်ရပြီး၎င်းကိုရှင်းလင်းလင်းမတွေ့ရပါဘူး လေဟာနယ်အတွင်းပိုင်းမှာအလောင်းကိုင်းရဲ့ဘီယင်ရှိယောက်ကအလင်းတန်းရှစ်ခုအဖြစ်လေဟာနယ်ထဲမှာပြန်တန်းနေကြပါတယ်။ရှင်းအောင်ချင်းချင်းသူ၄ယောက်ကိုလိုက်နေကြရပါ။သူတို့ကဘလောက်ပဲပြပြလူရှိယောက်ရဲ့လိုက်ဖမ်းမှုကနေမလွတ်မြောက်နိုင်ပါဘူး။အလောင်းကိုင်းရဲ့ဘီယင်ရှိယောက်ကအသက်ရွယ်အမျိုးဖြစ်ပေမဲ့သူတို့အလုံးမှာအစ္စရဲ့အမူအရာတွေနဲ့တေသူလူမျိုးမျက်နှာဖြူဖြောင်းနေကြပါတယ်။ဒိုးရရင်သူတို့ပြသားတဲ့စွမ်းအားတွေဟာကောင်းကင်ကိုတုံ့ဟီစေပါတယ်။လမ်းတစ်လျှောက်မှာထိုရှိယောက်ကကွဲမသွားပါဘူး။ရှင်းအောင်ချင်းချင်းသူတွေနဲ့တွေ့တိုင်းရှင်းအောင်ချင်းချင်းသူတွေကိုချက်ချင်းပဲတစိမ့်ခတ်ပြီးဖမ်းဆီးပါတယ်။အခုထွက်ပြေးနေတဲ့ရှင်းအောင်ချင်းချင်းသူ၄ယောက်က မကြခင်ပဲသူတို့ရဲ့ခန္ဓာကိုယ်တွေတွန့်လိုက်ပြီးနှိမ့်ကွေးလာပါတယ်နောက်ဆုံးအဖြစ်ရှစ်ယောက်ထဲကတယောက်ကလက်ကိုဝင်ရလိုက်ပြီးရှစ်ယောက်ချင်းချင်းသူ၄ယောက်ကိုစူးစမ်းမှုအတွက်လုပ်ပါတယ်ဒိုးရရင်ထိုးအချိန်မှာပဲတွင်းနီယောက်အလင်းတစ်ခုကလီဟာနေကိုဖုံးလွှမ်းသွားပါတယ်သူတို့ရဲ့အမူအရာတွေကလည်းချက်ချင်းပဲပြောင်းလဲသွားပြီးမော့ချလိုက်ကြပါတယ်သူတို့ရဲ့ချင်းချင်းမှုအစင်းနေနဲ့ကြီးမားတဲ့တွင်းနကကသူတို့စီးကိုလာနေတာကိုမြင်လိုက်ကြရပါတယ်ထိုတွင်းနကလူရှစ်ယောက်အတွက်အရန်အောင်မှကြီးမားလုံးပါတယ်မြင်လိုက်ရတဲ့အခါသူတို့ရဲ့မျက်လုံးတွေကကျဉ်းသွားပါတယ်ခရင်ရောစပိန်နဲ့အဖိုးကြီးတယောက်က စရုံထလောင်းပုံစံအစီအုံကိုဖွဲကြသူကအော်လိုက်ပါတယ်ရှေ့ရောက်လုံးဝတွန်းဆုံမနေပဲလက်တစိုက်တွေကိုဖွဲလိုက်ကြပါတယ်ရှေ့ရောက်လုံးဝတပိန်နဲ့ထဲယူလီယာလိုက်တာနဲ့အေးဆက်တဲ့စွန်ရင်တစ်ခုကရုတ်တရက်ပေါ်လာပါတယ်ထိုအေးဆက်တဲ့စွန်ရင်ကယူမှုမြင့်တက်လာပြီးမဲနေတဲ့ရေကဲတုံးဖြစ်လာပါတယ်ရေကဲတုံးကပူကြီးလာပြီးမျက်စိတမိတ်အတွင်းမှာပဲပေတထောင်ကျော်မြင့်တဲ့ရေကဲဘလူးကြီးဖြစ်လာပါတယ်ဘလူးကြီးရဲ့ပုံမှန်တရံပြည့်စုံသွားတဲ့အခါဘိုက်ထရလူရှေ့ရောက်ကရုတ်တရက်ယူလီယာသွားပါတယ်တယောက်ကဘိုက်ခဲမှကျန်ခဲ့ပြီးတယောက်ကတော့ဘေဘက်လက်မောင်းတယောက်ကညာဘက်လက်မောင်းနဲ့နှစ်ယောက်ကခြေထောက်တွေတယောက်ကတော့ ရင်ဘက်နောက်ဆုံးနှစ်ယောက်ကတော့ခေါင်းဝင်သွားပြီးဘလူးကြီးရဲ့မျက်လုံးတွေဖိလာကြပါတယ်ထိုးချိန်မှာဘလူးကြီးရဲ့မျက်လုံးတွေဟာနိုးထလာတယ်လို့မျက်စာယုံကြည်များထွက်လာပါတယ်ဘလူးကြီးကနေဖော်ပြလို့မရတဲ့စွန်းအားတွေကလည်းပေါက်ကွဲထွက်လာပါတယ်ထိုးချိန်မှာတွင်းနကားကလီဟာနယ်ထဲကနေတူပီပီတန်ဝင်ပေးပြီးရေခဲဘလူးကြီးစီကိုတက်တက်ဝင်တိုက်လိုက်ပါတယ် ကောင်းကင်တုံအတန်တွေကလည်းပဲ့တင်ထပ်သွားပြီးထုံနေရောဘဟုပြုပြီးကျဉ်းကျန်းသူအလုံးကိုထိလန့်စေပါတယ်ထိုးချင်းမှလေဟာနယ်ထဲကကျဉ်းကျန်းသူအလုံးကထုံထုံခံမှုကိုခံစားရပြီးကြောင်တဲ့ကြားနဲ့ကြီးလိုက်ကြပါတယ်သွေးနှကားနဲ့ရေခဲဘလူးကြီးကတိုက်မိကြပါတယ်ဘလူးကြီးကလမောင်းလေးကိုဖွင့်ဟပြီးနဂါကြီးရဲ့ပစက်ကိုကင်နာပါတယ်ရေခဲဘလူးကြီးကပေတတောင်းကျော်နောက်ဆုတ်သွားပါတယ်ပောက်ကွဲတန်များထွက်ပေါ်လာပြီးရင်နောက်ရေခဲဘလူးကြီးမှအကွဲကြောင်းတွေအများကြီးကပေါ်လာပါတယ်လမောင်းတွင်းမှာရှိနေတဲ့လူနှစ်ယောက်ကသွေးတွေထွက်လာပြီးမြဲသူတို့ရဲ့အမူအရာပို့ပြီးတော့ကြောက်စရာကောင်းလာပါတယ်ဟိန်းဟောက်လိုက်ပြီးရေခဲဘလူးကြီးရဲ့ညာဘက်ခြေ ောက်ကနောက်ကိုဆုတ်လိုက်တာနဲ့ရေခဲတွေအများကြီးအချူးကျသွားပါတယ်။ဒိုးရရင်6ရောက်ကပြုတ်ခွဲမသွားပါဘူး။၎င်းကိုဆက်ပြီးမတွန်းနိုင်အောင်ရက်တန့်ထားလိုက်ပါတယ်။အတွင်းထဲကလူ၈ရောက်လုံးကလက်တစိုက်တွေကိုဖွဲ့ပြီးဟိန်းအောင်လိုက်တဲ့အခါရေခဲဘလူးစီကနေအကောင်းတဲ့စွာတစ်ခုကထွက်လာပါတယ်။ရေခဲဘလူးကြီးက၎င်းရဲ့ခေါင်းကိုဆွဲကိုက်ပြီးဘေးကိုရဲဆန်းနဲ့ပြစ်လွတ်လိုက်ပါတယ်။ ကီလိုခံလိုက်ရတာနဲ့သွေးနှကားဟင်းအောင်လိုက်ပါတယ်ဒိုးရတဲ့နှကားမရက်ပါဘူးရေခဲဘလူးကြီးကအမိနဲ့တက်တက်ရိုက်လိုက်ပါတယ်မိုးကြိုးပစ်တက်လို့အတန်များထထွက်လာပြီးရေခဲဘလူးကြီးမှာအကွဲချောင်းနေရာပုံများလာပါတယ်သွေးနှကားကလည်းခေါင်းဝင်ရင်လိုက်ပါတယ်အနီးကပ်နေရာမှာတော့အရင်လိုအမျက်နှုံးမျိုးနဲ့ရောင်းနိုင်ပါတယ်ပြေးထွက်လာပြီးရေခဲဘလူးကြီးကိုဝင်တိုက်လိုက်ပါတယ်ကောင်းကင်တုံစီလောက်တဲ့အတန်တွေကလည်းစရိုက်ထွက်ပေါ်နေပြီးရေခဲတွေကပို့ပြီးတော့ချိုးချလာပါတယ်အတွင်းထဲကလူရှိရောက်ရဲ့အမူအရာတွေကလည်းပို့ပြီးတော့မှိုင်းညွှတ်လာပါတယ်တစ်ချိန်တည်းမှာပဲဘိုက်အောက်မှာရှိတဲ့အဖိုးကြီးရဲ့မျက်လုံးတွေကမှင်ဆိုင်ရုံကြီးများထွက်လာပြီး 但都要老部分。 ဖွဲ့ကြောင့်သူကအော်လိုက်ပါတယ်သူရဲ့အတန်ရေခဲဘလူးကြီးထဲမှာပက်တစ်ထပ်သွားပြီးကြံရှိနေတဲ့ကြီးညံသူ9ယောက်ရဲ့နားထဲကိုရောက်သွားပါတယ်ထိုအချိန်မှာပဲတွင်းနကားရေခဲဘလူးကြီးကိုထပ်ပြီးတော့ဝင်တိုက်လိုက်တာကြောင့်ရေခဲဘလူးကြီးကကျွပြက်သွားတဲ့ဆုံလို့နောက်ကိုလွတ်ထွက်သွားပါတယ်နဂါရဲ့ခေါင်းကလည်းပျက်စီးသွားပါတယ်စရိုက်တိုက်မိတာတွေကိုသူတော့မခံနိုင်တော့ဘူးဆိုတာသိတာပါတယ်ဒိုးရတဲ့ကြောက်စရာကောင်းတဲ့မျက်လုံးတွေကအနီအောင်တန်းနေပြီးထပ်ပြီးတော့တိုက်ခိုက်လိုက်ပါတယ်ရေခဲဘလူးကြီးကဖြုတ်ကွဲမှရက်မဲ့ဆိုပြီးတော့တိုက်နေသလိုပါပဲလွတ်ထွက်သွားတဲ့ရေခဲဘလူးကြီးကလမောင်းလေးကိုခောက်ပြီးဒူးလေးကိုကွေးလိုက်တာကြောင့်သူရဲ့ခန္ဓာတစ်ခု လုံးကဘောလုံးဖြစ်သွားပါတယ်ရေကဲတွေကအမြဲမဲပေါက်ဆက်သွားပြီးစရုံထအလောင်းပုံစံအနီးတတိယအလောင်းပုံစံပြောင်းဖို့အတွက်ခဏလေးပဲကြာလိုက်ပါတယ်တွင်းနဂါးရှိမှပေါ်လာတာရေကဲဘလူးကြီးမဟုတ်တော့ပဲကြီးမားတဲ့ရေကဲဘောလုံးကြီးဖြစ်နေပါတယ်ကျောက်စီကကောင်းတာရေကဲဘောလုံးကြီးပေါ်မှာပေါ်လာတဲ့ခြုံထက်တဲ့အစုံတွေပါမောင်မိုက်တဲ့အပြောင်အလင်းတွေကလည်းထွက်နေပြီးအာကောင်းတဲ့အစိတ်တွေကပေါဝင်နေတဲ့ပုံရပါတယ်။ထိုးချိန်မှာပဲဝင်လင်းကမှိုင်းညွတဲ့မျက်နှာမူရနဲ့လေဟာနေထဲမှာယူလီယာနေပါတယ်။အင်းဆက်တဲ့အကြည့်တွေနဲ့အနီရောင်ဝေးရွေးရှေးရောင်ချင်းချင်းသူ၃ယောက်ကသူ့ကိုလိုက်နေကြပါတယ်။ သွင်းနကားကြီးရဝင်ရောက်လာတဲ့အချိန်မှာပဲရေခဲပေါ်လုံးကြီးရဆုတ်ခွတ်မနေတော့ပါဘူးအလောင်းကမ်းရဲ့ဘင်းရှိရောက်ရဲ့ထိန်ချုပ်မှုအောက်မှာရေခဲပေါ်လုံးကြီးရသွင်းနကားစီကိုတိုးဝင်သွားပါတယ်နှစ်ဖက်စလုံးကအရှင်ပြင်းပြင်းနဲ့တိုးဝင်လာကြပြီးမျက်စိတမိတ်အတွင်းမှာပဲတိုက်မိကြပါတယ်ကောင်းကင်တစ်ခွင်မှာဒတိုင်းတိုင်းမိဟင်းသွားပါတယ် ရေခဲပေါ်လုံးကြီးကနဂါးနဲ့တိုက်မိတဲ့အချိန်မှာကြီးညံ့ချင်းဂျိုးတို့ခုနဲ့တိုက်မိတယ်လို့ပဲချက်ချင်းပဲအကွဲပြီးရှစ်ပိုင်းကွဲသွားပါတယ်ဒိုးရရင်အကွဲသွားတဲ့အချိန်မှာထိုအကွဲမှုကနေစွားကြီးတစ်ခုကထွက်လာပြီးတွေးနဂါးကြီးရဲ့ဥကောင်းနဲ့တိုက်မိသွားပါတယ်တွေးနဂါးကြီးကနာကျင်စွာနဲ့ဟိန်းယောင်လိုက်ပါတယ်ကြီးမားတဲ့ခန္ဓာကိုယ်ကတုန်ခါသွားပြီးအလေမြန်နဲ့ဆုတ်ခါသွားပါတယ်တွေးနဂါးကြီးရဲ့ခန္ဓာကိုယ်ကမူလားတွေးရင်းနဲ့ဖက်စီထားအကြောင်းတွေးနည်းအောင်ဖြစ်ပေမဲ့အခုချိန်မှာတော့တစ်စေးလေးနေရပေါ်လာပါတယ်ထိုလေးနေရရောက်ရှိတဲ့နေရာတိုင်းမှာကျေလောင်တဲ့အတန်တွေထွက်ပေါ်လာပြီးတွေးနဂါးကြီးကဒစိမ့်ခက်ခံရတော့မဲ့ပုံပေါ်ပါတယ်နဂါးကြီးက နာကျင်စွာနဲ့ဟိဟောင်းရင်လိမြန်စွာနဲ့ထွက်ပြေးသွားပါလေရေခဲပေါ်လုံးကြီးကနေကွက်ထွက်သွားတဲ့ပေါင်ပိုင်းတဲ့ရေခဲရှိပိုင်းကလိမြန်စွာနဲ့အရေးပြောသွားပြီးဘရင်ရှေးဟုတ်ကိုပြန်လဲပေါ်လွင်စေပါလေဒူဝါရင်ခုနှစ်ယောက်မြောက်ရေခဲပြားအရေးပြောသွားတဲ့အခါတက်လက်ပိုင်းအရွယ်လူရဲ့နှဖူးမှာအကွဲကြောင်တစ်ခုကပေါ်လာပါတယ်ထို့အကွဲကြောင်ကသူ့ရဲ့ခန္ဓာတစ်ခုလုံးပြန့်နှံ့သွားပြီးသူ့ကိုနှစ်ပိုင်းကွဲတော့မဲ့ပုံပါပဲချက်ချင်းပဲသူ့ရဲ့ခန္ဓာကပြုတ်ကွဲပြီးအေးဆက်တဲ့စွန်းရင်တစ်ခုကထွက်လာပါတယ်ထို့စွန်းရင်ကလူပုံတန်းကိုယူလိုက်ပြီးပုံဝင်ချင်းကလူခုနှစ်ယောက်ကိုတိတ်တဆိတ်နဲ့ကြိလိုက်ပါတယ်ဒီခန္ဓာကိုယ်ကအခုနောက်စွန်းကိုမခံနိုင်ဘူး သူကပြောလိုက်တဲ့အချိန်မှာပဲကြံနေတဲ့အဖိုးကြီးခုနှစ်ယောက်ထဲကအဖိုးကြီးတစ်ယောက်ကလီဟာနဲ့နှဲကိုလလန်းပြီးတူလုံအောင်နေရာကိုဖွင့်လိုက်ပါတယ်ပုံစံအစီရင်နေထွင်းထူထားတဲ့ခရင်ရောင်ခေါင်တလာတလုံးကလည်းချက်ချင်းပဲထွက်လာပါတယ်အင်းဆက်တဲ့စွမ်းအင်းနဲ့ဖက်စီတာတဲ့ပုံကြီးကခေါင်တလာထဲကိုဝင်ရောက်သွားပါတယ်ခဏကြာမှခေါင်တလာအဖုံးကဖွင့်သွားပြီးအသက်9နှစ်10နှစ်အရွယ်ကောင်လေးတစ်ယောက်ကဖြည်းဖြည်းချင်းထိုင်လိုက်ပါတယ်ကောင်လေးကထားလိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ရွေးလိုက်ကဘေးကလူခုနှစ်ယောက်ကိုခေါင်းချင်းပြလိုက်ပါတယ်ခေါင်တလာကိုထုတ်လိုက်တဲ့အဖိုးကြီးကလိုက်ကြောင့် သူကရရင်စွာနဲ့ပြောလိုက်ပါတယ်ရှေ့ရောက်လုံးဝတွေ့မနေပဲအလင်းနဲ့နေဖြစ်ပြောင်းလဲပြီးတွေ့နှကားကြီးကိုလိုက်ကြပါတယ်ဝလင်းကတော့တွေ့လိုက်နေကိုလိုက်ပြီးမူလအရင်မျက်စီကိုတိုးဝင်သွားပါတယ်ဒိုဝါရင်သူရောက်ရှိသွားတဲ့အခါထိုနေရာမှာဘာမှမရှိတော့တဲ့အပြင်ပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ကြောင်းညွှန်ပြနေတဲ့အရင်ရောသာရှိတော့ပါတယ်ဝလင်းကထိုနေရာမှာအချင်းကြတာမနေပဲလှင်မြန်စွာနဲ့လမ်းကြောင်းပြောင်းလိုက်ပါတယ်သူကအရင်အောင်မြင်မယူလိုက်ခင်ပါပဲလေဟာနယ်ထဲကနေလှိုင်းတစ်ခုကပြင်းနေလာတာကိုခန်းစားမိလိုက်ပါတယ်ထိုတုံခါမှုကအခြားလူတွေအတွက်မရင်းနှီးပြင်မဲ့ဝလင်းအတွက်တော့အရင်တော့ထော်ဆန်တွေးပင်းနယ်ထဲကနေထွက်လာတော့ ကလေဟာနေကဒီလိုပဲတုန်ခါခဲ့တာကိုရှင်းလင်းလင်းမှတ်မိပါတယ်တုန်ခါမှုကလျှင်မြန်စွာနဲ့ပြောက်ွက်သွားပေမဲ့ကြောင်မောက်ဖွေရကောင်းတဲ့အချိန်ဝါတရာချောကပေါ်လာပါတယ်ဝယ်လင်းရဲ့ဥရပြထုံကျင်သွားပြီးကြောက်စရာကောင်းတဲ့အချိန်ဝါတွေလာရဘက်ကိုလျှင်မြန်စွာနဲ့ထွက်ပြေးသွားပါတယ်သူဝါရင်ထိုးအချိန်မှာပဲလေဟာနေထဲကနေအလေးတန်းသုံးကူကပေါ်လာပါတယ်သူတို့ကဝယ်လင်းကိုချက်ချင်းပဲမြင်သွားပြီးလိုက်ကြပါတယ်အနီရောင်အရေးသုံးကူကရှေးရောင်ကြီးညံ့သူတွေပါ နှစ်ယောက်ကနိဗ္ဗာန်တန်ဆင်သူအစောပိုင်းအဆင့်မှာရှိပြီးနောက်ဆုံးတစ်ယောက်ကတော့အမြင့်ဆုံးကြီးညာမှုအဆင့်ဖြစ်တဲ့နိဗ္ဗာန်တန်ဆင်ခြင်းအထွန်ထိပ်အဆင့်မှာရှိပြီးနိဗ္ဗာန်ဖြစ်စည်းသူအဆင့်နဲ့တလန်းတာကွာတော့ပါတယ် ဝန်လင်းရဲ့ညာလက်ကလီဟာနယ်ကိုလှမ်းလိုက်ပါတယ်သူ့ရဲ့တုံလောင်နေရာကနေဝါယုံတစ်စိမ့်တစ်ခုကိုထုတ်လိုက်ပြီးရေဘက်မှာကတ်လိုက်ပါတယ်လေပွေတစ်ခုကသူ့ရဲ့ခန္ဓာကိုဝင်းရံပြီးဝေးလင်းတဲ့နေရာတစ်ခုစီကိုပြောက်ကွက်သွားပါတယ်သူကသူ့ရုံးနဲ့အကွာဝေးကိုချက်ချင်းပဲဖန်တီးလိုက်ပါတယ်ဝန်လင်းရဲ့မျက်နှာထားမှိုင်းညှိုးနေပါတယ်သွေးပင်လျာပွင့်လာတဲ့အခါရှင်းအောင်ချင်းချင်းသူတွေအများကြီးကလွတ်မြောက်လာတယ်ဆိုတော့သူကသိပါတယ်ထိုရှင်းအောင်ချင်းချင်းသူတွေရဲ့ချင်းချက်မှုအစင်းနေရာအရင်အားနဲ့ရှင်ကောင်းကင်နဲ့မြေကြီးလိုပဲကွာထားပါတယ်လုံးဝမစင်မချင်းဖြစ်နေပါတယ်ထိုရာထော်ဆန်တဲ့ပတ်သက်နေရာကြောင့်ဝန်လင်းကနားမလည်နိုင်တဲ့အရာတစ်ခုပါ ထော်ဆန်မကြခင်မှာထွက်လာတော့မယ်ဝလင်းကပြန်တန်းနေရင်သူ့ရဲ့ခေါင်းထဲမှာအတွေးပေါင်းယာနေချီပြီးတော့ဝင်လာပါတယ်သူ့ရဲ့နှစ်ဖျားအယုံကိုအနောက်ဘက်ကိုဖြန့်ချလိုက်တော့ချက်ချင်းပဲမျက်မှောက်ကျုံ့မိသွားပါတယ်ရှေးအောင်ချင်းချင်းသူတွေကမတိတဲ့နီလန်းတစ်ခုကိုအုံပြုပြီးသူတို့ရဲ့အမျက်နှာကိုမြင့်တင်လိုက်ကြပါတယ်သူတို့နဲ့ဝလင်းကြားအကွာဝေးကတိုးလာပြီမဲ့သူတို့ကတော့ဝလင်းကိုဆက်လိုက်နေသေးပါ နိဗ္ဗာန်တန်ဆင်သူအစောပိုင်းနှစ်ယောက်နဲ့နိဗ္ဗာန်တန်ဆင်သူအထွန်းထိပ်တစ်ယောက်ခနာကြာမှာဝန်လင်းရဲ့မျက်လုံးလေးမှာတက်ခတ်လို့တဲ့စိတ်များပေါ်လာပါတယ်ဒီလိုသာဆက်သွားမယ်ဆိုရင်ရှေ့မှာရှေးရောင်ချင်းချင်းသူတွေနဲ့ထပ်တွေ့မယ်ဆိုရင်သူကညှက်တိုက်ခံရနိုင်ပါတယ်သူရဲ့နှစ်ဖျားယုံကပဝင်ချင်းကိုစစ်ဆေးပြီးရတော့ဝန်လင်းရဲ့မျက်လုံးများလက်သွားပြီးရုတ်တရက်ရက်လိုက်ပါတယ်သူကလှဲလိုက်ပြီးလက်နှစ်ဖက်နဲ့လက်တစိတ်တစ်ခုကိုဖွဲကမျက်လုံးလေးအိဆက်သွားပါတယ်မျက်စိတမိတ်အတွင်းမှာပဲဝန်လင်းရဲ့ပဝင်ချင်းမှာမိတော့ပုံရိပ်တရားပေါ်လာပါတယ်သူရဲ့လက်တွေကိုရွေလျက်လိုက်တဲ့အခါကောင်းကင်မူလဆွေရင်ကမိတော့ရဲ့စီကိုစီးဝင်သွားပြီးပို့ပြီးတော့ခိုင်မာလာပါတယ် တယ်။လုံးဝခိုင်မာတော့မယ့်ချိန်မှာဝင်လင်းကလက်ကိုပင်ရိုက်တော့မိတော့အလုံးကပြက်ကွက်သွားပါတယ်။ဒီနေရာအနေနဲ့များတယ်။ဒါကြောင့်တိုက်ပွဲကိုအမြန်အဆုံးသတ်ရမယ်။ကျွန်တော်တော့ခရိုဆာကီပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့။အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်။